ဟုတ်ကဲ့ဒူရီဒူမတွေကိုဦးလေးရဒီနေ့နော်ယဟန်ပြုသူ၅မျိုးအကြောင်းထပ်ရှင်းပြအောင်မယ်နော်တိကသဒ္ဓပပိစိတာတဲ့မြတ်စွာဘုရားသာသနာတော်ပေါ်ယုံကြည်ခြင်းကြောင့်ယဟန်ပြုသူများတဲ့နော်မြတ်စွာဘုရားရဲ့သာသနာကိုယုံကြည်လို့ယဟန်ပြုတဲ့သူတွေနော်နှစ်ကကြတော့ပညာပပိစိတာတဲ့ပညာကြောင့်ယဟန်ပြုသူများတဲ့နော်နော်မဲ့ညာဖုန်ညာ လိုချင်လို့ဒါမှပရိယစာပင်တွေသင်ကျင်လို့သင်ယူကျင်လို့နော်အဲ့တော့ပညာပပစိတပညာကြောင့်ယဟပြုသူများတဲ့နှစ်ကနော်သုံးကားကြတော့ဘယပပစိတတဲ့နော်ဘယပပစိတဘာလဲဆိုအပြစ်ဘေးကြောင့်ရှောင်လို၍ယဟပြုသူများတဲ့နော်အပြစ်ဘေးကြောင့်ယဟပြုကျင်တယ်ဆိုတာနော်အဲတခြားနေတဲ့နေမှာသူလူတတ်မှုတွေဖြစ်တယ်နော်ခိုးစလူရဲ့တိုင်းခိုက်နော် ဖြစ်တဲ့ကတော့အမှုဖြစ်တဲ့ကတော့တခြားနယ်တနယ်မှာသွားပြီးတော့ယဟန်ပြုတ်ပြီးတော့နော်ခွန်ကြီးဝင်းတဲ့သူကပုံစံပြောင်းပြီးနေထိုင်တဲ့သဘောကိုပြောတော့နော်ဘယ်ရာပပ္ပစီဓာတ်ရယ်နော်ဘေးဒီအဖန်းကံမှာဆိုလို့ရှောင်တိန်နေတဲ့သူပေါ့နော်လေးရကျတော့မေယောဖလာပပ္ပစီဓာတ်ရယ်နော်လေးရမေယောဖလာပပ္ပစီဓာတ်မိဘယိုးရအစင်လာကြောင့်ယဟန်ပြုတ်သူများရယ်နော်မိဘတွေကကိုသားမျိုးယဟန်ဝတ်စေခြင်းနဲ့ခွန်ကြီးဖြစ်စေခြင်းနဲ့နော် เนาะအဲ့လိုဖြစ်စေချင်တာတကြောင်။နောက်သူ့အဖေမေတွေဥလေးတွေလက်ထက်တော့လည်းယဟန်နေဖြစ်သွားတယ်เนาะဘုံကြီးတွေဖြစ်သွားတယ်။အဲ့ဒါကြောင့်မလို့ခုနလိုတန်ဃာဘဝကိုရအောင်ဆိုရင်เนาะလုတ်ပေးတာကျတော့မေယုဖလာပပစိတာလို့ခေါ်တယ်เนาะ။ငါကျတော့ဘာလဲဆိုတော့ဒုံလဘပပစိတာတဲ့ဒုံလဘပပစိတာရခဲ့သည့်ယဟန်အဖြစ်ကိုရရယူလို့သောကြောင့်ယဟန်ပြုသူများတဲ့เนาะ။ နော်ယဟန်ဘဝရခဲ့တယ်ရခဲ့တဲ့ဘဝကိုဒီဘဝမှာမရရင်တော့နောင်ဘဝတွေမှာရအောင်ဆိုပြီးတော့နော်ဒေါလဘဝွေးပြီးတော့ပါရမီဖြည့်ကျင့်တာပေါ့နော်နောင်ဘဝမှာဒေါလဘဖြစ်နေနော်မဟုတ်ဘဲနဲ့ယဟန်စစ်နဲ့နော်တန်ခါဘဝနဲ့ရအောင်လို့နော်ဒေါလဘပပစီတာတဲ့ဒေါလဘဆိုရရခဲ့ဒီကိုရအောင်ယူသူများသူကရခဲ့နိုင်ဒီကို လဘရသည်ဝါရအောင်ယူသည်တဲ့အဓိပ္ပာယ်ရတာနော်အဲ့ဒါကိုဦးလေးကနော်ဘုဒ္ဓရာပြင်းနဲ့ရှင်းပြပါနော်ကျေးဇူးတင်ပါတယ်တာရုတာရုတာရု